မကြခင်အနုပညာလောကကနေဖြည်းဖြည်းချင်းအားယူသွားတော့မယ်လို့ပြောလာတဲ့ဝင်းမုံရွှေကြီးပရိသတ်များလုံးမင်္ဂလာပါရှင့်ရက်ကွက်မီဒီယာကနေပြန်လည်ကြိုဆိုလိုက်ပါတယ်မကြခင်အချိန်အတွင်းသူမကအနုပညာလောကကနေကြွေပြောက်သွားတော့မယ်လို့ပြောလာသူကတော့တရုတ်ဆောင်မင်းသမီးဝင်းမုံရွှေကြီးပါရုပ်ရှင်တရုတ်ဆောင်မင်းသမီးဝင်းမုံရွှေကြီးကမြန်မာနိုင်ငံမှာအအောင်မြင်ဆုံးထိတ်တန့်မင်းသမီးတအူးဆိုတာကိုပြောစရာမလိုတော့ပါဘူး ဝင်းမွန်ရွှေကြီးကချစ်စပွဲကောင်းတဲ့မျက်နှာလေးနဲ့အတူကြာရဇက်ရုပ်ကိုအကောင်းဆုံးအသက်ဝင်အောင်တရုပ်ဆောင်နေတာကြောင့်လဲပရိသတ်တွေကတဲတဲလို့အားပေးပြီးတော့မြန်မာနိုင်ငံရဲ့အအောင်မြင်ဆုံးထိတ်တဲမင်းသမီးအဖြစ်ရပ်တည်ထားနိုင်ခဲ့ရပါ မြမရုပ်ရှင်ထူးချွန်အကယ်ဒမီစုတွေကိုလည်းတင်ထားနိုင်တဲ့မင်းသမီးဝင်းမောင်ရွှေကတခြားမင်းသမီးနဲ့မတူဘဲနဲ့နေထိုင်ပြောဆိုပုံတွေကစမတ်ကြကြရှိရာကြောင့်ရုပ်ရှင်လောကရဲ့ဘယင်မတစုဖြစ်နေခဲ့ပါတယ်။အထူးသဖြင့်ဝင်းမောင်ရွှေကအနုပညာလောကမှာအောင်မြင်မှုတွေကိုအချိန်ကြာကြီးထိန်းသိမ်းထားနိုင်တဲ့မင်းသမီးတလက်လို့ပြောရင်လည်းမှားမယ်မထင်ပါဘူး။တခြားသောမင်းသမီးတွေဆိုရင်အိမ်ထောင်ကြပြီးရင်အနုပညာစမ်းကြသွားတတ်ပါတယ်။ဝင်းမောင်ရွှေကတော့ဒီလိုမဟုတ်ပါဘူး။အလုံးသိကြတဲ့အတိုင်းဝင်းမောင်ရွှေကနိုင်ငံကျော်ထိတ်တန့်ခရိုနီတတိကြီးကို နိုင်ဖြိုးကျော်နဲ့လက်ထပ်ထားတာဖြစ်ပါတယ်။ဒီလိုလက်ထပ်ပြီးမှလည်းဝင်းမုံရွှေကြီးကအနုပညာလောကကိုပြန်လည်ဝင်ရောက်လာပါတယ်။တကယ်ဆိုရင်မင်းသမီးဝင်းမုံရွှေကြီးလက်ထပ်လိုက်တဲ့ခေမုံဖြစ်သူကိုနိုင်ဖြိုးကျော်ဟာမြန်မာနိုင်ငံရဲ့နာမည်အကြီးဆုံးအချိုကြီးတစ်ခုဖြစ်တဲ့ VV အချိုကြီးဆက်ယုံပိုင်ရှင်မိသားစုကတဦးရဲတော်သားဖြစ်ပြီးတော့ MK မော်တော်ယာဉ်ထုတ်လုပ်ရေးဖြန့်ချိရေးနဲ့အတူမြန်မာနိုင်ငံရဲ့ထိပ်တန်းစီးပွားရေးလုပ်ငန်းများစွာကိုတဦးတည်းလှုပ်ဆောင်နေသူတယောက်ဖြစ်ပါတယ်။အခုဆိုရင်တော့ဝင်းမုံရွှေနဲ့ခင်ပုံဖြစ်သူကမြန်မာနိုင်ငံမှာ EV လေးရက်စစ်ကား တွေကိုတောင်းထုတ်လုပ်ဖို့အတွက်ပြင်ဆင်နေပါပြီ ဒါကြောင့်လည်းတရုတ်ဆောင်မင်းသမီးဝင်းမွန်ရွှေရဲ့ခင်ပွန်ဖြစ်သူကိုနိုင်ပြုတ်ကျော်ကမြန်မာနိုင်ငံရဲ့အချမ်းသာဆုံးစီးပွားရေးလုပ်ငန်းရှင်တထေကြီးတယောက်ဖြစ်နေပါတယ်။ဒီလိုကြီးကြီးတက်ချမ်းသာတဲ့နိုင်ငံကျော်တထေကြီးတယောက်နဲ့လက်ထက်ခဲ့တဲ့ဝင်းမွန်ရွှေရဲ့အတွက်တကယ်ဆိုရင်တော့အမှုပညာအလုပ်တွေလုပ်စရာမလိုပဲတထေမကြီးအဖြစ်ချမ်းချမ်းသာသာနေနိုင်ပါတယ်။ဒါပေမဲ့လည်းဝင်းမွန်ရွှေကတော့အမှုပညာအလုပ်တွေမလုပ်ရရင်မပျော်ရွှင်မှုဆိုတဲ့အကြောင်းပြချက်နဲ့အမှုပညာလောကကိုဝင်ရောက်လာခဲ့တာဖြစ်ပြီးတော့အခုဆိုရင်တော့တိမ်ပကြီးရုပ်ရှင်ဇာတ်ကားကြီးနဲ့အကယ်ဒမီစုတွေကိုထပ်မံရရှိ ှိပြီးဖြစ်သလိုကြော်ညာတွေပွဲတဲ့အခမ်းအနားတွေကိုလည်းမနာတမ်းရိုက်ကူးနေရပါတယ်။အထူးသဖြင့်ဝင်းမုံရွှေကအနုပညာလောကမှာလက်ထပ်ပြီးမှကန်စာတာပိုကောင်းလာတာဖြစ်ပါတယ်။အခုဆိုရင်ဝင်းမုံရွှေရာနတ်သမီးနတ်ခတ်ဆိုတဲ့သူမရဲ့ပထမအဦးဆုံးရုပ်သံဇလံတွဲကိုလည်းရိုက်ကူးထားပါသေးတယ်။တရုတ်ဆောင်ဝင်းမုံရွှေကအခုလိုမျိုးအနုပညာလောကရဲ့အမြင့်ဆုံးအောင်မြင်မှုတွေရရှိနေချိန်သူမအနေနဲ့နောက်ဆိုရင်ရုပ်ရှင်ဇာတ်ကားတွေအများကြီးကိုရိုက်ကူးဖြစ်ဖို့မတိကြဘူးလို့ဆိုပါတယ်။ ဝင်းမုံရွှေကနောက်ဆိုရင်သူမနဲ့လိုက်ဖက်မဲ့ရုပ်ရှင်ဇာတ်ကားကြီးတွေလောက်ပဲရိုက်ကူးဖြစ်မှာဖြစ်ပြီးတိတ်မသေးကြတော့ဘူးလို့ဆိုပါတယ်။ဒါကလည်းသူမအနေနဲ့ပေါ်ပေါ်ပဲပဲရုပ်ရှင်ဇာတ်ကားတွေမရိုက်ချင်တော့ဘဲကိုပိုင်အချိန်လေးလိုချင်လို့ဖြစ်ကြောင်းပြောလာပါတယ်။ ဒါအပြင်ဝင်းမုံရွှေကြီးကပြည်သက်တွေကသူမကိုဇလန်တွဲရိုက်ခိုင်းကြပေမယ့်ဇလန်တွဲရိုက်ခူတာကအယံပင်မန်းတယ်လို့ဆိုပါတယ်။ဒါကြောင့်လည်းဝင်းမုံရွှေကြီးကဇလန်တွဲကိုဒီဇက်ကားတစ်ခုအတွက်ပဲလက်ဆောင်အနေနဲ့ရိုက်တာဖြစ်ပြီးတော့နောက်ထပ်ရိုက်ခူဖို့ကခက်ခဲနိုင်တယ်လို့ဆိုပါတယ်။ဒါပေမဲ့လည်းဝင်းမုံရွှေကြီးကသူမဟာအနုပညာလောကကနေအပြေးတိုင်နှုတ်မဆက်ပဲသူမနဲ့လိုက်ဖက်မဲ့ဇလန်မျိုးဆိုရင်တော့ရိုက်ခူပြစ်မှာလို့ဆိုပါတယ်။ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပြည်သက်တွေကရောရုပ်ရှင်ဇက်ကားတွေတိတ်မရိုက်ဖြစ်တော့ဘူးလို့ပြောလာတဲ့ဝင်းမုံရွှေကြီးကိုဘယ်လိုမျိုးမြင်ကြလဲဆို တာပြောသားခဲ့ပါအောင်ရှင်အစုံနဲ့ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်